ေလှုပ်ခတ်ခဲ့တဲ့ဒေတာတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းခတ်ခဲ့တွေကြောင့်တရင်စည်းစမှုကန့်သက်ချက်တွေဖြစ်ပေါ်နေခြင်းငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့တရင်အကြောင်းအရာတွေငလင်တန်းခံရပြီးနောက်ဆက်တွဲတည်တည်တည်ထိုက်တဲ့အချက်လက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးစီစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်မြစီမာ short wave radio ကိုတရက်လျင်မနက်9:00နာရီတစ်ချိန်ည9:00နာရီတစ်ချိန် ဒီကနေ့ဧပြီလတရနေ့ကနေ၁ရက်နေ့အထိ၁ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စ်ကနေဖမ်းယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ17.5မဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ်မြစီမရေဒီယိုအစီအစဉ်ကိုမြစီမရဲ့ online platform အစုံကနေလဲတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလဲနားဆင်နိုင်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပေကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်ဧပြီလ6ရက်တနင်္ဂနွေနေ့ညနေပိုင်းမေဇမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ညနေ9:00ခန်းနေ9:00ခွဲထိထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှောမ ဒီကနေ့မှာတော့ငလင်ကယ်ဆယ်ရေးအဖွဲ့တွေချုပ်တင်ခွင့်ပြုချက်တောင်းခံရမယ်လို့စစ်ကောင်စီပြောတဲ့သတင်းနဲ့အတူငလင်ကြောင့်အဆောက်အုံပေါင်း9000ကျော်ပျက်စီးထိခိုက်ခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရငလင်နဲ့ပတ်သက်တဲ့သတင်းတွေကိုနားဆင်ကြရပါမယ်အဲ့နောက်မှာတော့ငလင်အကြောင်းပြပြီးငွေလိမ်နေတဲ့ page တွေအကြောင်းတိတ်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူအဆအလွဲတွေအကြောင်းစိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုစုနေအကြောင်းတို့ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ င်္ဂလာပါရှင်။ငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မကတော့ကြိုချမ်းပါ။အင်အားပြင်းကလေးရောင်နိုင်ငံအတွင်းထိခိုက်ဆုံးရှုံးမှုများပြားနေတဲ့ကာလမှာကုညီကစေးရေးဆောင်ရွက်မဲ့အဖွဲ့တွေအနေနဲ့ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်တယ်လို့စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကဧပြီလ5ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာပြောကြားလိုက်ပါတယ်။ဘယ်ကုညီကစေးရေးအဖွဲ့အစည်းမဆိုတီးခြားလွတ်လပ်စွာရှက်တီးပြီးဆောင်ရွက်ခွင့်မရှိဘဲစစ်ကောင်စီစီမှာ ကြိုတင်ခွင့်ပြုချက်တောင်းခံထားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှာပဲခွင့်ပြုပေးသွားမယ့်ကိစ္စကိုမူဝါဒတရက်အနေနဲ့ဆောင်ရွက်သွားဖို့လူကြောင်စစ်ကောင်စီဒူကောင်ဆောင်ကပြောပါတယ်။တိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်းသက်ဆိုင်ရာနယ်မြေတွေကိုရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေ NGO တွေကိုစစ်ကောင်စီရဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှာသာခွင့်ပြုပေးသွားဖို့သူကညွှန်ကြားထားတာပါ။ ပေးကရက်အေဘလာတရရနေမှာငလျင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်ချက်ချင်းဤအတင်းကရန်နန်ကိုနောင်ချိုးမြို့နယ်အုံမရီကျေးရွာနားမှာစစ်ကောင်စီတပ်ကတနက်နက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီပြောရင်းဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက အဲ့ဒီအဖွဲ့ဟာစစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကိုဆက်သွယ်ခြင်းမရှိခဲ့ကြောင်းစစ်ကောင်စီလုံခြုံရေးအဖွဲ့တွေကစစ်ဆေးမှုဆောင်ရွက်ဖို့တားဆီးတာမှာရပ်တန့်ခြင်းမရှိတဲ့အတွက်တနက်မိုးပေါ်ထောင်ပြီးတော့တုံးချက်ပစ်ဖောက်ခဲ့ကြောင်းဧပြီလ၂ရက်နေ့မှာပြောဆိုခဲ့ပါတယ်ဧပြီလ3ရက်နေ့ကလည်းငလျင်ဘေးအတွက်ရှောက်ပွေကဲဆေးလုပ်ငန်းတွေမှာစေတနာအလျောက်လာရောက်ကူညီလုပ်ကင်တဲ့အိန္ဒိယနိုင်ငံသားတယောက်ကတနက်ပြောင်းရှိကဲဆေးလုပ်ဖို့မတက်ဆွမ်းနိုင်ဆိုပြီးတော့နေရက်ပြန်သွားတဲ့ဖြစ်ရလဲရှိခဲ့ပါတယ်။ လက်ရှိမှာငလျင်ဘေးအတွက်နိုင်ငံပေါင်း26နိုင်ငံကအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကမြန်မာကနေကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့စစ်ကောင်စီရဲ့ပြောဆိုမှုအရသိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်330တဲကမြို့နယ်ပေါင်း60နီးပါးမှာနေထိုင်ကြတဲ့လူဦးရေ18တန်းလောက်ဟာထိခိုက်မှုရှိမယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရှုံး UNO ချမြန်မာကမနေ့ကထုတ်ပြန်ထားပါတယ်။ ဒီကိမှုအပြင်းထန်ဆုံးနေရာဒေသကတော့လူသားပေါင်းများစွာဟာကလျက်ဆက်မေးတန်ရှင်းတဲ့တောက်သုံးရေးစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာဒါမှမဟုတ်လုံလောက်မှုမရှိတာတွေနဲ့ကြုံတွေ့နေရတယ်လို့လည်း UNO ချမြန်မာကပြောထားပါတယ်ရှင်။အိန္ဒိယဟာမလင်တန်တင်းတဲ့မြန်မာနိုင်ငံကိုအစားအစာအကူအညီမက်ထရစ်တန်ချိန်442တန်လွှဲအပ်ပေးပို့ခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံတီလဝါစိတ်ကမ်းမှာစိုက်ကဲရောက်ရှိနေတဲ့ရေတပ်သင်္ဘောတစ်စင်းကနေတစ်စင်း Operation Burma ရဲ့တစိမ့်တပိုင်းဒေသဖြစ်တဲ့ငလင်တန်တဲ့မြန်မာပြည်သူတွေအတွက်ပေးအပ်တဲ့အစားအစာအကူအညီတွေကိုအိန္ဒိယကဧပြီလ9ရက်နေ့မှာစစ်ကောင်စီခန့်ရန်ကုန်တိုင်းဝန်ကြီးဌာနကိုလှည့်ပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။မြန်မာမှာမတ်လ28ရက်နေ့ကပြင်အား9.8ရှိတဲ့အင်အားပြင်းငလင်နှုတ်ခတ်ပြီးတဲ့နောက်လူပေါင်း3000ကျော်တိုက်ဆုံးခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီကြီးကျယ်ထိခိုက်ပျက်စီးစေခဲ့တဲ့ငလျင်နှုတ်ခတ်ပြီးတဲ့နောက်အိန္ဒိယဟာရှာဖွေကယ်ဆယ်ရေး SAR လူသားချင်းစာနာမှုအကူအညီဘေးအန္တရာယ်ကူညီရေးနဲ့ဆေးပတ်ဆိုင်ရာအကူအညီပါဝင်လိုအပ်တဲ့အကူအညီတွေကိုပေးအပ်မဲ့ Operation Burma ကိုစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်24နှစ်အတွင်းအိန္ဒိယဟာလူသားချင်းစာနာမှုအကူအညီနဲ့ဘေးအန္တရာယ်ကူညီမှု HDR ကူညီပစ္စည်းပထမဆုံးတုတ်ကိုပေးပို့ခဲ့ပါတယ်အိန္ဒိယကပေးပို့တဲ့အဲ့ဒီအစားအစာအကူအညီတွေထဲမှာ ဆန်မက်ထရစ်တန်ချိန်405တန်၊ဟင်းချက်စီမက်ထရစ်တန်ချိန်30ဘစ်ကိုမက်ထရစ်တန်ချိန်5တန်နဲ့အတင်စားခောက်ဆွဲတုံးမက်ထရစ်တန်ချိန်2တန်ပါဝင်တာဖြစ်ပါတယ်။အဲ့ဒီအစားအစာကူညီအားလုံးဟာမြန်မာနိုင်ငံမှာရှိတဲ့ငလျင်သင့်ပြည်သူတွေရဲ့အရေးကြီးအစားအစာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်ကြောင်းလဲအိန္ဒိယနိုင်ငံသားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ တိုင်းသာလနက်ကန်တပ်ဖွဲ့တွေဟာယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုချိုးဖောက်ပြီးစစ်တပ်ကိုတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်ယာယီအပြစ်ရကြောင်ကြေညာထားတဲ့ဧပြီလ2ရက်နေ့ကစလို့ဧပြီလ4ရက်နေ့အတွင်းမှာကချင်လွတ်လပ်ရေးတပ်မတော် KIA တရားမျိုးသားလွတ်မြောက်ရေးတမတော် TNL အရခတက်တော် AA ကရင်မျိုးသားတွတ်တက်ရေးပါတီ KNPP ကရင်မျိုးသားလွတ်မြောက်ရေးတမတော် KNL နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေကစစ်ကောင်စီအထိုင်ချရာတပ်ဌာနချုပ်တပ်စခန်းတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဗိုလ်ချုပ်စုံမင်းထွန်းကဧပြီလ9ရက်နေ့မှာပြောခဲ့တာပါစက်ကောင်စီရဲ့အဲ့ဒီပြောကြားချက်ဟာမြေပြင်အခြေအနေနဲ့အကန့်ညီမှုမရှိဘဲစက်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးအင်အားသုံးပြီးတိုက်ခတ်နေတာဖြစ်တဲ့အကြောင်းတော်လရင်အင်အားစုတွေကပြောကြပါဗျာ။ ဧပြီလ22ရက်နေ့အထိသုံးဘက်ကြာယာယီပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲမဲ့အကြောင်းစစ်ကောင်စီကဧပြီလ2ရက်နေ့မှာကြေညာခဲ့ပေမဲ့အဲ့ဒီနေ့ကစလို့စစ်ကောင်စီကရခိုင်မန္တလေးစကိုင်းရှမ်းတောင်မကွေးပဲခူးတနင်္သာရီစတဲ့တိုင်းနဲ့ပြည်နယ်တွေမှာလေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့သတင်းထုတ်ပြန်ချက်တွေနဲ့သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်တွေအများသိရပါဗျာ စစ်ကောင်စီရဲ့ယာယီပစ်ခတ်တိုက်ခိုက်မှုရက်စဲကြောင်းထုတ်ပြန်ကြဟာ6ကြိမ်မြောက်ဘင်္ဂလားပင်လယ်အော်ဗတ်စုံပူပေါင်းဆောင်ရွက်ရေးဘင်စတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုရရှိရေးချင်းကတ်တာနဲ့သူတို့ရဲ့အာဏာတည်မြဲရေးအတွက်ရှေ့ရှုနေတာဖြစ်ပြီးနိုင်ငံတကာကိုခုရုံးလောက်ကလူသားစံမှုနိုင်ငံရေးစိတ်ဆန္ဒမရှိကြောင်းနဲ့အပြောနဲ့အလုပ်မကန့်ညင်ကြောင်း KNU ကဧပြီလ၄ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် AA ကဧပြီလ9ရက်နေ့ကထုတ်ပြန်တာမှလည်းစစ်ကောင်စီဟာကိုရိုင်းတစ်ဖက်သက်ထုတ်ပြန်ထားတဲ့အပြစ်ရကျင်ညာချက်ကိုလေးစားလိုက်နာတာမရှိဘဲကြီးရည်လေးတိုက်ခိုက်မှုတွေနဲ့အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ယာယီပြက်ခတ်တိုက်ခိုက်မှုရက်ဆက်ပြီးတဲ့နောက်ပိုင်းမှာ NUG ကကောက်ယူထားတဲ့စစ်ရင်းတွေအရနိုင်ငံအနှံ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု15ကြိမ်လုပ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာစစ်ကြောင်းထိုးတာတွေကိုလည်းဆက်လက်ပြုလုပ်နေကြောင်းအဲ့ဒီတိုက်ခတ်မှုတွေကြောင့်ပြည်သူလူထုထိခိုက်ဆုံးရှုံးသေဆုံးတာရှိကြောင်းအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါရယ်နိုင်ငံတကာအနေနဲ့လည်းစစ်ကောင်းဆောင်နဲ့စစ်ကောင်စီရဲ့အလိညာတွေကိုသိမြင်ပြီးပြည်ရမအမှန်တကယ်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုသိရှိခွင့်ရမယ်လို့မျှော်လင့်ကြောင်းသူကဆက်ပြောပါရယ် အားပြင်းကလေးလှုပ်ခတ်ပြတဲ့နောက်မတ်လ29ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်ကြာထိုးစစ်အားလုံးရပ်တန့်ထားမှာဖြစ်တဲ့အကြောင်းကြေညာခဲ့ပါတယ်။အလားတူဧပြီလ10ရက်နေ့မှာအာရခတက်တော် AA ကိုကန့်တက် MNDAA နဲ့တရံမျိုးသားလူမျိုးရေးတမတော် TNL တို့ပါဝင်တဲ့ညီနောင်၃ဖွဲ့တို့ကလည်းတလားကြာထိုးစစ်အားလုံးရပ်တန့်မယ်လို့၍၎င်း ဧပြီလ2ရက်နေ့မှာကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ကသုံးဘက်ကြားကုခံကာကွယ်ရေးလုပ်ငန်းတွေကလွှဲပြီးထွက်စစ်တွေရပ်တန့်မယ်ဟု၍၎င်းအသီးသီးထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ကငလင်ဘေးတင်ပြည်သူတွေအတွက်အများဆုံးအိမ်သာအလုံး80ကျော်ကိုစောက်လုပ်ပေးမှာဖြစ်တယ်လို့ Glory Academy တီချောင်သူကပြောပါတယ်။လက်ရှိမှာငလင်ဘေးတင်ပြည်သူ900ကျော်ခိုးလုံနေတဲ့အမရပူရမြို့နယ်ဘုံဦးကြီးရွာဘုံငလင်ဆောင်အစခန်းမှာအိမ်သာရှင်းလုံးစတင်စောက်လုပ်နေပြီဖြစ်ပြီးတလဝန်းကျင်အတွင်းအပိသက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Glory Academy နဲ့ Youth Visionator အဖွဲ့နှစ်ဖွဲ့ပေါင်းပြီးဆောက်လုပ်ဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကဘုံရွာမှာရှိနေတဲ့ဆောက်လုပ်ဆဲအိမ်သားတွေကိုတွားရောက်စစ်ဆေးခဲ့တယ်လို့လည်းသိရပါဗါးငလျင်ဘေးဒဏ်တင်ပြည်သူတွေနေထိုင်နေတဲ့စခန်းတွေမှာဦးစားပေးဆောက်လုပ်သွားမှာဖြစ်ပြီးလူနေရက်ွက်တွေအတွင်းမှာလည်းဆောက်လုပ်ပေးဖို့စီစဉ်ထားတယ်လို့သိရပါဗါးရေရှည်သုံးဆွဲနိုင်ဖို့အတွက်အငစ်ကြေးတွေရှိမဲ့အိမ်သားချင်းတွေအတွင်းဓာတုပစ္စည်းတမျိုးထဲကအရေထုတ်ဆွန်းလွတ်နိုင်တဲ့စနစ်နဲ့အိမ်သားတိဆောက်သွားမှာဖြစ်တယ်လို့လည်းသူကပြောပါဗါး ဲ့ဒီစနစ်နဲ့တိဆောက်ပါကအများသုံးအိမ်သားဟာ6လကနေတစ်နှစ်အထိအသုံးပြုနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ဘိုးတိုင်တို့အများခေါ်ကြတဲ့အိမ်သားအမျိုးအစားဟာ24သိန်းကျပ်ကုန်ကျမှာဖြစ်ပြီးရေလောင်းအိမ်သားအမျိုးအစားကတော့22သိန်းကျပ်စတင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။တန်းစင်ကမှအသုံးပြုမဲ့၃ရေကိစ္စအဆင်ပြေစေဖို့အတွက်လည်းအဝီစီးရေရရှိနိုင်မဲ့နေရာတွေကနေရေတည်ယူသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။အိမ်သားတွေမှာ၃ရေလုံလောက်စေဖို့အတွက်ရေ1500ဂါလန်ဆက်နဲ့ရေတိုင်ကြီးနှလုံး 2000ကာလန်ဆတဲ့ရေတိုင်ကြီးတစ်လုံးအသုံးပြုသွားမှဖြစ်တယ်လို့လည်းဆိုပါတယ်။အေယာဝတီမြေကမ်းနဲ့နီးစပ်တဲ့ဘုံအိုးလိုမျိုးနေရာတွေမှာအိမ်သာချင်းကို6ပေတူးဖို့ရခင်ကစီစဉ်ထားပေမဲ့ရေစိမ့်ဝင်မှုတွေရှိနိုင်တဲ့အတွက်မြေအမှားမှာကျဉ်းတူးပြီးကြောက်ခွဲခြေချဆောက်လုပ်ဖို့စီစဉ်ထားကြောင်းလည်းသိရပါတယ်။ Glory Academy ဟာ COVID ကယောဂကာလနဲ့ဆ ਿਆ နာသိမ့်မှုဖြစ်ပေါ်ခဲ့စဉ်ကာလအတွင်းမှာပညာရေးရပ်တန့်သွားတဲ့ကျောင်းသားတွေအတွက်အခမဲ့သင်တန်းတွေဖွင့်လှစ်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ် လူငယ်တွေဥဆောင်တဲ့ဒီအဖွဲ့ဟာမန္တလေးမြို့မှာလည်းငွေကြေးခက်ခဲတဲ့ကျောင်းသားတွေအတွက်အခမဲ့စာတင်ဝိုင်းတွေဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ You Visionator အဖွဲ့ကတော့မြေပြင်မှာစာကြီးတိုင်းနဲ့စေခန်းတွေစတဲ့လူမှုကူညီမှုလုပ်ငန်းတွေကိုလှုပ်ဆောင်နေပြီးပညာရေးအတွက်လိုအပ်သူတွေကိုကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်ရှင်။ အင်အားပြန့်ကလေးန်ကြောင့်အဆောက်အုံပေါင်း9223လုံးထိခိုက်ပျက်စီးခဲ့ကြောင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလှိုင်ကဧပြီလ9ရက်နေ့ကနေပြည်တော်မှာလှုပ်တဲ့အစည်းအဝေးမှာပြောကြားကြောင်းဧပြီလ6ရက်နေ့ထုတ်စစ်ကောင်းစီရဲ့ကြေမှုသတင်းစာမှာဖော်ပြပါရယ်အသေးစိတ်စီရင်မရရှိသေးပေမဲ့အဲ့ဒီအဆောက်အုံတွေအပြင်စာတင်ကြောင်း1824ကြောင်းဖုံတော်ကြီးကြောင်းနဲ့သီလရှင်စာရင်တိုက်2952ကြောင်း ဖျားစီတီ4839စုစေယုံဇေကန်169ခုတဒား169စင်နဲ့ဆယ်မြောင်းတမန်198ခုထိခိုက်ပျက်စီးခဲ့ကြောင်းလဲဆိုထားပါတယ်။ဒါအပြင်ရန်ကုန်နေပြီးတော့မန္တလေးသွားတဲ့ယထာလန်းနဲ့ကားလန်းတွေပျက်စီးတာတချို့ဘူတာတွေပျက်စီးမှုတွေဖြစ်ပေါ်တာအမြန်လမ်းမကြီးတလျှောက်အပိုင်း184ခုထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းလဲသိရပါတယ်။ ငလျင်ကျောင်းဧပြီလ5ရက်နေ့အထိသေဆုံးသူ3455ယောက်တိကတရားရသူ4800ကျော်နဲ့ပျောက်ဆုံးနေသူ214ယောက်ရှိကြောင်းလဲစစ်ကောင်စီကပြောပါရယ်စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ဟာငလျင်တန်းကျောင်းတိကသေဆုံးမှုကလေးအတွက်တရားကိုငွေကျပ်10သိန်းစီထောက်ပံ့ပေးရသောမှာဖြစ်ပြီးအဆောင်အုံထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီးပျက်စီးမှုအပေါ်မူတည်ပြီးတော့လေထောက်ပံ့မှုဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုပါရယ် က်ရှိမှာစစ်ကောင်စီရဲ့လျှက်စစ်စွမ်းအားဝန်ကြီးဌာနကသူတို့ဌာနကနေတေဆုံးဝန်ထမ်း2ယောက်တေဆုံးမိခိုမိသားစုဝင်22ယောက်နဲ့တိကတရားရရှိခဲ့တဲ့သူတွေအတွက်ထောက်ပံ့ကြေးပေးပြီးစီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနကလည်းငလျင်ကြောင့်တေဆုံးခဲ့တဲ့ဝန်ထမ်းတွေအတွက်ဝန်ကြီးဌာနအစီအစဉ်နဲ့ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အရင်ကလေးရန်ကြောင်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာလည်းထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးကတ္တရာလန်နေမှာအကွဲကြောင်ကြီးတွေဖြစ်ပေါ်က ဝန်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေပြိုကျပျက်စီးတာလွှတ်တော်အဆောင်အုံတွေပျက်စီးတာနဲ့ပြည်သူတွေရဲ့နေအိမ်ပြိုကျပျက်စီးတာတွေဖြစ်ပေါ်ခဲ့ပါသေးတယ်ရှင်မန္တလေးတိုင်းမန္တလေးမြို့နဲ့အမရပူရမြို့နယ်တွေမှာဧပြီလ5ရက်ည9:00နာရီကနေ9:00ခွဲဝန်းကျင်အထိမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးလေပြင်းထိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ိုက်အိမ်နေမပြိုဘဲအကွဲရထင်တဲ့အိမ်နေအတွင်းမိုးရေဝင်လာတယ်လည်းရှိပြီးမိုးရွာထဲမှာပဲနေထိုင်နေတဲ့ဒေသခံတွေဟာလည်းယာယီဆောက်လုပ်ထားတဲ့အဆောက်အဦလေးတွေပျက်စီးပြိုကျသွားတာရှိတယ်လို့မန္တလေးဒေသခံတအူကပြောပါတယ်ပျက်စီးတွေကြောင့်မထုတ်ယူနိုင်သေးတဲ့ရုပ်လောင်းတွေလည်းရှိနေသေးတဲ့အတွက်မန္တလေးမြို့ခံတွေကစိတ်ပူလျက်ရှိနေတယ်လို့လည်းဆိုကြပါတယ် စကိုင်းမြို့နဲ့မြစ်တာမြို့မှာလည်းဧပြီလ9ရက်နေ့ညကမိုးရွာသွန်းခဲ့တယ်လို့ဒေသခံတွေကလူမှုကွန်ရက်တီမှာ post တွေမျှဝေထားကြပါသေးတယ်။စကောင်စီမိုးစလားကလည်းဧပြီလ9ရက်နေ့ည8:00နာရီခန့်ကအချိန်ခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့လည်းသတိပေးထားပါတယ်။နေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအီယာဝတီကရင်နီချင်းရခိုင်နဲ့ရှမ်းစတဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရာကွက်ကြားကနေနေရာကျကျနဲ့ တနင်္သာရီကချင်းကရင်မွန်စတဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့လည်းမိုးစလကဆိုထားပါတယ်အချိန်ခါမဟုတ်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတွေတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတာတွေကိုလည်းသတိထားဖို့လိုအပ်တယ်လို့မိုးစလကအကြံပြုထားပါတယ်ရှင် ခုဆက်လက်ပြီးငလင်းအချောင်းပြပြီးငွေလိမ်နေတဲ့ page အချောင်းကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ငလင်းပေးတဲ့ data တွေအတွက်အကြောင်းပြပြီးငွေလိမ်နေတဲ့အကောင့်များစွာရှိနေပါတယ်။ဒီထဲကအမည်စီမတ်ကနေလက်လန်းမိတဲ့လောက်အတိပြုထားတဲ့အကောင့်တွေကိုဖော်ပြပေးခြင်းပါတယ်။ မွေလီနဲ့ကောင်းတွေကလူမှုကူညီရေးအသင်းပရာဟိတတင်ပရာဟိတကူညီကယ်ဆယ်ရေးသမားနမဲကြီးနှုပညာသမားဖုံချောင်စတဲ့အမည်တွေနဲ့တူပါထားတာတွေကိုတွေ့ရပါတယ်ပထမဆုံးတစ်ခုကတော့ follower 6000ကျော်ရှိတဲ့ရွှေလာမစ်လူမှုကူညီရေးအသင်းအမည်နဲ့ Facebook အကောင့်ပါဒီအကောင့်ဟာ2022ခုနှစ်မှာမောင်ဖုံးဖန်အမည်နဲ့စပြီးအသုံးပြုခဲ့တာပါ အဲ့ဒီနောက်ပိုင်းမှာလဲ our don't give credit ငွေရတနာချင်းငွေလုပ်ငန်းဘဝအားမဲ့ချင်းငွေလုပ်ငန်းဆိုပြီးနာမည်ပြောင်းတဲ့အသုံးပြုထားပါသေးတယ်နောက်ဆုံးဘတ်လ9ရက်နေ့မှာမှာရွှေလာမီလူမှုကွန်ရီအသင်းဆိုပြီးအမည်ပြောင်းလဲထားတာပါဒီ page မှာတုံးနေတဲ့အလူငွေကောက်ခံတဲ့ငွေလွှဲအမည်နဲ့နံပါတ်က KP39 689333339ဥဖိုးတရုတ်နဲ့ WP39 689333339ချုံမြတ်အောင်ပါ ဒီ page ကငလင်မလုတ်ခင်မလာစာမိုင်းကလေးကငွေလိမ်နာတွေပြုတ်လုံနေတာပါ page မှာဖော်ပြထားတဲ့အထက်မှာကြောက်ကက်ဆင်းနေရတဲ့လူနာအတွက်ရွှေလာမင်းလူကိုနဲ့ video file တွေဖော်ပြပါတယ်အဲ့ဒီထဲမှာ kp ဝေးပေးနဲ့ငွေလွှဲဖို့အတွက်နမတ်လေပါဝင်ပါတယ်ဒီလူနာအကြောင်းကိုရှာဖွေတဲ့အခါမှာသူကတစ်တော့အကောင့်မှာကြောက်ကက်ဆေးဖို့အတွက်အလူငွေလက်ခံနေတာပါသူကိုယ်တိုင်ကနေငွေလက်ခံတဲ့ MPD ဖုန်းတစ်ခုပဲရှိပြီးတခြားဟာတွေကလိမ်နေတာဖြစ်ကြောင်းကိုပြောထားပါတယ် ။ဒါကြောင့်ရွှေလမင်းလူမှုကူညီအသင်း page ကအခုမှငွေလိမ်တာမဟုတ်ပဲအရင်ကတည်းကလိမ်နေတဲ့ page ပဲဖြစ်ပါတယ်။နောက်တစ်ဖေ့ချ်တစ်ခုကရွှေညာပါရမီပညာခါနာ Facebook page ပါ။ ဒီ page ကိုတော့ငလင်းလောက်ပြီးနောက်ရက်မလာ29ရက်နေ့မှာမှဖွင့်ထားတာဖြစ်ပါတယ်။ဒီမှာ 3KB ကတော့39448462200ကြော်စွာပါ။ဒီဖုန်းနံပါတ်နဲ့ရှာဖွေကြည့်တဲ့အခါမှာအရင်ကတည်းကကားကန်ဆယ်မဲ့ဖောက်တာ၊ရေဘေးလူ၊ကားရောင်းဝယ်ရေးစတဲ့နံပါတ်တွေနဲ့လိန်နေတဲ့အကောင့်ပဲဖြစ်နေတာကိုတွေ့ရပါတယ်။2023ခုနှစ်မှာဒီဖုန်းနံပါတ်နဲ့ပဲကိုကျော်စောကားလက်ကီဒရောကိုရာကျော်ကားကန်ဆမ်းမဲ့ရောင်းချပေးနေပါပြီ။ကိုကျော်စောကားကန်ဆမ်းမဲ့ရောင်းချပေးနေပါပြီ။ မောင်ရကျော်ကားလက်ကီဒရဆတဲ့အမည်တွေနဲ့ Facebook page တွေကနေကားမဲဖောက်ဖို့အတွက်ကန်ဆယ်မဲတွေရောင်းချနေတာတွေ့ရပါတယ်။2024ခုနှစ်မှာဆိုရင်တော့ဥကျော်စောလင်းကားကန်ဆယ်မဲရောင်းချဥကျော်စောကားလက်ကီဒရကိုကိုကားကန်ဆယ်မဲရောင်းချပေးနေပါပြီ။ကိုကိုလေးကားရောင်းဝယ်ရေးမောင်ရကျော်ကားမဲရောင်းဝယ်ရေး စားတဲ့အမြည်တွေနဲ့အပြင်ရေဘေးသင့်ပြည်သူကိုပါဝင်လှူဒန်းပေးကြပါဆိုတဲ့အမြည်နဲ့ page တစ်ခုနဲ့လည်းအလှငွေကောက်ခံတာတွေ့ရပါတယ်ဒီ page ကိုပဲမြစည်းမကဆက်သွယ်ပြီးလိပ်စာမေးတဲ့အခါမှာလည်းအလှငွေထည့်ဖို့ကိုပဲဇက်တိုက်ပြောတာတွေ့ရပါတယ်နောက်တစ်ခုကတော့ခိုင်နှင်းဝင်ရင်သွေးငယ်လေးများခေရဆိုတဲ့အမြည်နဲ့ page တွေပါဒီလိုခိုင်နှင်းဝင်အမြည်ကိုတုံးပြီးဖွင့်ထားတဲ့ page ပေါင်း59ခုကိုတွေ့ရပါတယ်ခိုင်နှင်းဝင်ရင်သွေးလေးများကေဟာခိုင်နှင်းဝင်မိဘမဲ့ကလေးများကေဟာခိုင်နှင်းဝင်မိဘမဲ့ရင်သွေးလေးများကေဟာစသည်ဖြင့်တွေ့ရပြီးခိုင်နှင်းဝင်အမည်တစ်ခုထဲနဲ့ page တွေကိုလည်းတွေ့ရပါတယ် ဒီလပိစ်တွေကနေ KP WP တွေနဲ့အလှခံနေကြတာပါဒီထဲက follower 6900ရှိတဲ့ခိုင်နှင်းဝင်ရင်သွေးငယ်လေးများ KR page မှာတုံးတဲ့ငွေလွှဲအကောင့်ကတော့ KP 396966863မတ္တနာထွန်း WP 3995355049ပြည့်ဖြိုးထွန်းဖြစ်ပါတယ်ဒီ page ကနေဖော်ပြထားတဲ့မလ3ရက်နေ့ဂုံပြမှတ်တမ်းလွှာဟာ pay အစစ်ကဖော်ပြထားတဲ့အမီရီနဲ့မတူညီသလိုရေးထားတဲ့စလုံးပုံစံမတူညီတာကိုလည်းတွေ့ရပါဗျ။ page အတူမှာလာရောက်လှူဒန်းသူကိုအမြည်ရေးပေးတယ်လို့ယူဆလို့ရပါတယ်။ဒါအပြင် page နဲ့တွဲချိတ်ပြီးဖော်ပြထားတဲ့ YouTube channel link ရဆိုရင်လည်းခိုင်နေဝင် Pride အတင်းနဲ့ဆက်ဆက်မှုရှိတဲ့ channel ကိုဖော်ပြထားပါသေးတယ်။ follower 9000ရှိတဲ့ခိုင်နေဝင်ရင်သွင်းငယ်လေးများ KIA page မှာတုံးတဲ့ငွေလဲကောင်းကတော့ KB 39682 443098 Mainyikhan wave 39680420023ဖြစ်ပါတယ်ဒီ page ဟာဆိုရင် page asset ကနေဖော်ပြတဲ့ဂုဏ်ပြုမှတ်တမ်းလွှာတွေအပြင်အပေါ်မှာရေးတဲ့စာကိုပါထည့်သွင်းပြီးမိနစ်ပိုင်းတွေပြန်လဲကူးယူပြီးဖော်ပြတာကိုတွေ့ရပါတယ် ီဖုန်းနံပါတ်နဲ့ရှာဖွေတဲ့အခါမှာဒီဝိတ်နံပါတ်နဲ့မလာတဲ့မှာပဲလွင်ခန့်ပိုင်ဆိုတဲ့အကောင့်ကနေဒလားမျိုးကကုန်ထမ်းသမားအတွက်အလူငွေကောက်ခံနေတာကိုမလာတဲ့မှာတွေ့ရပါတယ်။ခုချိန်ဒီကောက်ထားတဲ့အလူငွေတွေကိုတောင်းရောက်လှူဒန်းတယ်လို့ဖော်ပြတာမျိုးမတွေ့ရပါဘူး။နောက်တစ်ခါဒီကုန်ထမ်းသမားအတွက်လူငွေကောက်တဲ့အချိန်မှာတုံးနေဇော်နိုင်မင်းဆိုတဲ့အမည်နဲ့ KB နံပါတ်39695444ကို183တခုလည်းရှိနေပြီးဒီနံပါတ်နဲ့ရှာဖွေတဲ့အခါမှာအွန်လိုင်းကနေပစ္စည်းဝယ်ပြီးတိန့်နေစေဖို့အလင်းခံလိုက်ရတာတွေ့ ပေးပေးကောင်းနဲ့ပတ်သက်ပြီးဝန်ဆောင်မှုတွေပေးတယ်ဆိုပြီးငွေလိမ်သွားတာတွေကိုအလိန်ခံလိုက်ရတဲ့သူတွေက Facebook မှာဖော်ပြထားတာတွေကိုတွေ့ရပါတယ်။ဒါကြောင့်အခုဖြစ်တဲ့ငလင်းပေးမှာငွေလိမ်နာမဟုတ်ပဲအရင်ကတည်းကခေါင်းစဉ်မျိုးမျိုးနဲ့ငွေလိမ်နေခဲ့တာပဲဖြစ်ပါတယ်။ တခြားခိုင်နှင်းဝင်ရင်သွင်းငယ်လေးများကေရအမည်နဲ့ page အတူတွေမှာလည်းငွေလိမ်နေကြပါသေးတယ်။ဒီ page တွေကတော့ follower များနေတဲ့အတွက်အလူရှင်တွေသတိထားဖို့ဖော်ထုတ်လိုက်ရပါတယ်။ခိုင်နှင်းဝင်ရင်သွင်းလေးများကေရ page အစစ်ဟာနှစ်ခုရှိပါတယ်။ Facebook ကလည်းတိမတ်ပြူတဲ့အပြာရောင်မှတ်သားပါဝင်တဲ့ခိုင်နှင်းဝင်ရဲ့ Facebook account ကနေမလ28ရက်နေ့ကဖော်ပြထားတဲ့ post မှာသူ့ရဲ့ကေရ page တစ်ခုကိုထည့်သွင်းဖော်ပြထားပါတယ်။ follower 9800ကျော်ရှိတဲ့ခိုင်နှင်းဝင်ရင်သွေးလေးများကေရ page နဲ့ follower 3000ကျော်ရှိတဲ့ခိုင်နှင်းဝင် foundation ဆိုတဲ့ page တွေပါ ဒီဘေးရွှေကိုစာဖို့ဆက်တွေကလှူဒန်းလို့ရပြီးငွေလဲလို့ရမယ့်အကောင့်ပိုင်ရှင်စုနှင်းပွင့်ဆိုတဲ့အမည်နဲ့အကောင့်တွေကိုအချက်အလက်ပြည့်စုံနဲ့ပြန်လည်ပေးပို့ပါတယ်။ခုလက်ရှိမြေစီမကနေတက်တဲ့အထောက်ထားပြည့်စုံနေတဲ့ကွာအတီးပြုတ်ပြီးငလင်အကြောင်းပြပြီးငွေလင်ကောက်တာတွေကိုစုစည်းဖော်ပြထားတာပါ။ငွေလင်ကောက်တွေကဒီနံပါတ်တွေနဲ့ပါ KVZ ပေးမှာဆိုရင်39963333 3839ဥဖို့တယုတ်39448429290 39696863လေးမတ္တနာထွန်း 39962443098မင်းကြီးခန့်39965449783တို့ပဲဖြစ်ပါတယ်။ဝေဘေးမှာဆိုရင်တော့39968033333ချိုမြအောင်39655385049ပြဖြိုးထွန်39968342923တို့ပဲဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကြောင်စကိုင်းမန္တလေးနေပြည်တော်ဘကိုးစတဲ့ငလင်ဘေးတံတင်ဒေတာတွေမှာအကူအညီတွေများစွာလိုအပ်နေစေဖြစ်ပါတယ်။ ဒီအတွက်လှူဒန်းမယ်ဆိုရင်တော့မိမိယုံကြည်စိတ်ချရတဲ့သူတွေစီကတစင်လှူဒန်းကြဖို့နဲ့တန်တရားရှိတယ်ဆိုရင်သူတို့ဖော်ပြတဲ့ဖုန်းနံပါတ်ကိုအရင်ဆုံးစစ်ဆေးလိုက်ဖို့လိုပါတယ်။တရင်ဖတ်ရှုသူတွေအနေနဲ့လည်းငွေလိမ်နယ်လို့တန်တရားရှိတဲ့အကောင့်တွေ page တွေကိုမျိုးစိမကိုပေးပို့လို့ရပါတယ်။ပေးဖို့မယ်ဆိုရင်တော့ t.ly/agfbz ဆိုတဲ့ link ကနေတစင်အကောင့် link နေတဲ့ကွာပေးဖို့လို့ရပါတယ် လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။ ဆက်လက်ပြီးတိတ်ဆုံးခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အယူအဆအလွဲတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါလက်ရှိအချိန်ကကျွန်တော်တို့နိုင်ငံရဲ့ဒေတာအများစုမှာငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့လူသေဆုံးမှုတွေများပြားနေတဲ့အချိန်ဖြစ်ပါတယ်။ဖျားပြင်းငလင်ကြီးလှုပ်ခတ်ပြီး၃ရက်ခန့်ကြာတဲ့နောက်မှာသေဆုံးမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပြီးငလင်တန်းတဲ့ဒေတာကပြည်သူတွေအနေနဲ့သေဆုံးခန္ဓာကိုယ်တွေကိုပတ်ဝန်းကျင်မှာအများပြားတွေ့မြင်နေရတာကြောင့်ကူးစက်ရောဂါနဲ့ ကျမ်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပွားလာနိုင်မှုအပေါ်စိုးရိမ်စိတ်မြင့်တက်နေတယ်လို့ကြားသိရပါတယ်။ဒီလိုချိန်မှာတည်ဆုံးခန္ဓာကိုယ်ရင်းနဲ့ပတ်သက်တဲ့အယူဆအလွဲတွေနဲ့တည်ဆုံးခန္ဓာကိုယ်တွေကိုစနစ်တကျကင်တွယ်ဖို့နည်းလမ်းတွေကိုပြောပြပေးခြင်းပါတယ်။တည်ဆုံးခန္ဓာကိုယ်ရဲ့ကြောင့်ကုသယောဂါတွေဖြစ်လာနိုင်သလား။တကယ်တမ်းတော့ကုသယောဂပြန်ပွားမှုတွေဟာတည်ဆုံးပြီးခန္ဓာကိုယ်တိုင်းကနေဖြစ်နိုင်တာမဟုတ်ပါဘူး။ တေဆုံးခန္ဓာကိုယ်တွေမှာယောဂါပိုးရှိနေခဲ့ပြီးအဲ့ဒီတေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့အခါမှာလုံလောက်တဲ့ကာကွယ်မှုနဲ့စနစ်ကျမှုမရှိမှသာယောဂါပိုးတွေကူးဆက်ပြန့်ပွားနိုင်တာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူတိုင်းကူးဆက်ယောဂါအတွက်ထိတ်လန့်နေစရာမလိုပဲတေဆုံးခန္ဓာကိုယ်ကိုကင်တွယ်နေရတဲ့ကဲသေးသမားတွေကသာအဓိကကူးဆက်ရမှာဖြစ်ပါတယ်။တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်တဲ့ထုတ်နေတဲ့ကဲသေးသမားတွေအနေနဲ့ တိတ်ဆုံးခန္ဓာကိုယ်တွေကိုသတိလလုတ်ကင်တွယ်မိမယ်ဆိုရင် တွေးကတဆင့်ကူးဆက်တတ်တဲ့ HIV ကိုအသေးအောင်တဝါပိုးတွေအညစ်အကြေးကတဆင့်ကူးဆက်တတ်တဲ့ဝမ်းရောဂါလိုမျိုးတွေဖြစ်နိုင်ပါတယ်။ကဲသတိလုံနေရင်အပျက်စီးတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိနေခဲ့မယ်ဆိုရင်လည်းမိမိကိုယ်ကိုအရင်ကူးဆိုက်ဖို့လိုအပ်ပါတယ်။ဒါမှသာ ပေါက်ပြဲဒဏ်ရာကတဆင့်ရောဂါပိုးတွေမကူးဆက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာကယ်ဆယ်ရေးလုပ်သားတွေလိုက်နာစရာအချက်တွေလည်းရှိနေပါတယ်။နံပါတ်၁ကတော့လက်အဝတ်စင်ပါ။ဖြစ်နိုင်ရင်လေးတက် glove တွေသုံးတာအကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရရှိနိုင်ဘူးဆိုရင်တော့ကြွကြွေကိုအနည်းဆုံးနှစ်ထပ်ဆွပြီးသိပ်ဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပါ။ဒါမှမဟုတ်ပုဂံစေး rubber လက်အိတ်တွေနဲ့လည်းကင်တွယ်လို့ရပါတယ်။တစ်ခါကင်တွယ်ပြီးတိုင်းစက်ပြာနဲ့တေချာစွာစေကြောတင်ပါတယ်။လက်အိတ်တွေပောက်ပြဲသွားရင် တေဆုံးခန္ဓာကိုယ်ကအရေတွေနဲ့ထိတွေ့မိပြီးယောဂါကူးဆက်စေနိုင်တာမို့မကြာခဏသတိထားပြီးလဲပေးဖို့လည်းလိုအပ်ပါတယ်။နံပါတ်1ညနာနဲ့မျက်လုံးကိုလည်းကာကွယ်ပါ။အနံစိုးတွေကနေကာကွယ်ဖို့အဓိကအားဖြင့်နှာခေါင်းနဲ့ပါးစပ်ကို max ဒါမှမဟုတ်တန်ရှင်းတဲ့ဝတ်စအထုနဲ့လုံခြုံစွာပုံအုပ်ထားပါ။ဖြစ်နိုင်ရင်မျက်လုံးအကာအကွယ်နဲ့ face shield တက်စင်ပါ။ဒါမှမဟုတ် တင့်တော်ရာပလတ်စတစ်ကို ဲ့ရှိအဖြစ်အသုံးပြုပါဒါပေမဲ့တရားရဂိုင်းလုံးလိုအပ်တာမျိုးမဟုတ်ဘဲမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုရိုးရိုးမတ်စ်နဲ့ပဲအကာအကွယ်ယူနိုင်ပါတယ်နံပါတ်3ခန္ဓာကိုယ်ကိုကာကွယ်ပါ PPE level 2တွေရနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့အလွယ်တကူမရနိုင်ရင်တော့ခန္ဓာကိုယ်ကို လုံခြုံအောင်ဖုံးထားနိုင်မဲ့အင်ဂျီလက်ရှိပေါင်းမီရှိဝတ်ဆင်ပြီးအပေါ်ကနေ plastic ဒါမှမဟုတ်အဝတ်ထုတစ်ထပ်ထပ်မံဝတ်ဆင်ပါ အသုံးပြုပြီးသားအဝတ်စားတွေကိုဆက်ပြနဲ့တေချာလျှော်ဖွက်ပါရဘာဖနက်ဒါမှမဟုတ်ခြေထောက်လုံစေတဲ့ဖနက်တွေကိုဝတ်ဆင်ပါကဲဇေးလုံသားတွေအဓိကလိုက်နာရမယ့်အချက်တွေကတော့တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်ပြီးတိုင်းလက်ကိုဆက်ပြနဲ့အနည်းဆုံးစက္ကန့်20ကြာစေကျော်ပါတေဆုံးခန္ဓာကိုယ်ကိုတည်ထုတ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုလည်းတေချာစွာပိုတတ်ပါ တေဆုံးခန္ဓာကိုယ်တွေကိုကင်တွယ်နေရင်အဆဆတာရေတောက်တာတွေကိုရှောင်ကျင်ပါတေဆုံးခန္ဓာကိုယ်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းနည်းနိုင်သမျှနေအောင်ကာကွယ်ပါကယ်ဆယ်ရေးလုပ်နေရင်စိတ်ထိခိုက်စရာမြင်ကွင်းတွေကိုမကြာခဏတွေ့မြင်ရနိုင်တဲ့အတွက်ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့တတ်နိုင်သမျှစိတ်ကိုအနာပေးပါအချင်းချင်းဖေးမှာပါ အများပြည်သူတွေလိုက်နာစရာချက်တွေလည်းရှိနေပါဗယ်။တိတ်ဆုံးခန္ဓာကိုယ်တွေကိုတေချာထုတ်ပိုးထားပြီးအပူချိန်ရောတဲ့နေရာအရိပ်ရတဲ့နေရာတွေမှာထားပါ။တိတ်ဆုံးသူရဲ့မိသားစုဝင်တွေကိုရှာဖွေအသိပေးနိုင်ဖို့ဖြစ်နိုင်ရင်တိတ်ဆုံးသူကိုတွေ့ရှိတဲ့နေရာကိုမှတ်တမ်းတင်ပြီးမျက်နှာထင်ရှားတဲ့အမှားရွအမှတ်အသားဒါမှမဟုတ်လက်ဝတ်လက်စားတွေကိုဓာတ်ပုံရိုက်ယူထားပါ။ တောက်ရီသုံးရီပေါ်အကျိုးတက်ရောက်မှုနဲ့ရေတန့်ကာကွယ်နည်းအစဉ်အဆက်ကိုလည်းဆက်လက်ပြောပြပေးခြင်းပါတယ်။တိတ်ဆုံးခန္ဓာကိုယ်တွေကနေတောက်ရီသုံးရီပေါ်တိုက်ရိုက်အကျိုးတက်ရောက်မှုနည်းတယ်ဆိုပေမဲ့အခုလိုသဘာဝဘေးအန္တရာယ်ဖြစ်ပွားထားတဲ့ကာလတွေမှာမိလာနဲ့ရေစိုးနှုတ်စနစ်တွေ ပြက်စီးလာတောက်သုံးရီအတွက်ရေတန့်စင်ဖို့အခက်အခဲရှိလာတောက်သုံးရီထဲဖို့တန့်ရှင်းတဲ့ပုံတွေမလုံလောက်တာကြောင့်တန့်ရှင်းတဲ့တောက်ရီသုံးရီရရှိနိုင်ဖို့ခက်ခဲပါတယ်။တန့်ရှင်းတဲ့တောက်သုံးရီရရှိနိုင်ဖို့အတွက် တိတ်ဆုံးခန္ဓာကိုယ်ရေကိုမြုပ်နှံတဲ့နေရာတွေနဲ့အနည်းဆုံးမီတာ30အကွာကရှည်ကိုပဲအသုံးပြုပါရေရရှိနိုင်တဲ့ရေတွင်းတွေကိုသေချာဖုံးအုပ်ထားပါလက်တလုံးမှာရေတွေဟာအနံ့ဆိုးတွေရှိနိုင်တဲ့အပြင်မမြင်ရတဲ့ရောဂါပိုးတွေပါပါလာနိုင်တာမို့ဝမ်းရောဂါ၊ဦးရောငန်းပြားနဲ့အသေးရောင်တဝါတို့လိုမျိုးကူးစက်ရောဂါတွေဖြစ်ပွားနိုင်တာကြောင့်ရေကိုတတ်နိုင်သလောက်တန့်စင်ပြီးမှအသုံးပြုပါ ရေကိုတန့်စင်ရမှာပထမဆုံးအနေနဲ့ရေမှာပါလာတဲ့အမိုက်ဒရိုက်နဲ့မှုန်သွားတွေကိုရေစင်းနေဖြစ်စေအဝတ်တန့်တန့်နဲ့ဖြစ်စေစစ်ထုတ်ပါစစ်ထုတ်ပြီးရင်မြင်နိုင်တဲ့အမိုက်တွေမရှိတော့ဘူးဆိုပေမဲ့မမြင်ရတဲ့ရောဂါပိုးတွေရှိနေနိုင်တာမို့တန့်ရှင်းတဲ့အိုးနဲ့ရေကိုစူအောင်ကြိုချက်ပြီးမှအေးခံအသုံးပြုတင်ပါတယ်ဒီချက်လက်တွေကနေတဆင့် ပြည်သူတွေအနေနဲ့တဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားတဲ့နောက်ဆက်တွဲရောဂါဖြစ်ပွားမှုတွေကိုကာကွယ်တိုင်ကြားဖို့စုမှုကောင်တောင်းအပ်ရပါတယ်။ဒီချက်လက်တွေကိုတော့အခမဲ့ပြည်သူစေကန်း FOC Daily Clinic ကနေကိုးကားဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ကျမတို့မစ်မဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းစာမားတွေဆက်သွယ်မြင့်မြတ်ချက်တွေနဲ့ပတ်သက်ပြီးတော်တော်ရှင်တို့အနေနဲ့ဝေဖန်ချန်ပြူချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို စမားတို့ရဲ့မစ္စမဗီဒီယိုဆောင်းမရှင်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြချက်တွေကိုကြိုဆိုပါရစေ။မစ္စမဗီဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှပါချမ်းသာချမ်းသာပါစေလို့မစ္စမဗီဒီယိုဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။မြမပီသူတွေနဲ့တူရက်တည်နေမဲ့မစ္စမဗီဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်။